မင်္ဂလာပါကျွန်တော်ဖတ်ခဲ့သောတမချန်းစာထဲကတကိုးတော်နဲ့အမှုတော်ဆောင်ခြင်းအတွက်ပြင်ဆင်ခြင်းအကြောင်းဝင်ငှချင်ပါတယ်။နှုတ်ကပတ်တော်ကိုအတူတကွဆင်ခြင်ခွင့်ရတဲ့အတွက်ဘုရားသခင်ကိုချီးမွမ်းပါတယ်။ကျွန်တော်တို့ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး၁၇အငယ်၁၉ကနေ၂၁ထဲမှာပါတဲ့ဇလန်းတစ်ပုဒ်ကိုမျက်စိထဲမှာမြင်အောင်ကြည့်ရအောင်။တပည့်တော်တွေဟာအခက်တွေ့နေကြတယ် သူတို့ရှိကိုနတ်ဆိုးဆွဲပြီးအလွန်ဆင်းရဲဒုက္ခရောက်နေတဲ့ကလေးတယောက်ရဲ့ဖခင်ကရောက်လာတယ်။တပည့်တော်တွေဟာသူတို့သခင်ယေရှုလုပ်တယ်လို့ပဲနတ်ဆိုးကိုနှင်ထုတ်ဖို့ကြိုးစားကြတယ်။ဒါပေမဲ့ဘာမှမဖြစ်လာခဲ့ဘူး။နတ်ဆိုးကမထွက်သွားဘူး။အဲ့ဒီချိန်မှာသခင်ယေရှုကြွလာတယ်။ကိုတော်ကနှုတ်တခွန်းနဲ့အဲ့ဒီနတ်ဆိုးကိုနှင်ထုတ်လိုက်တယ်။ကလေးဟာချက်ချင်းပဲကျမ်းမာသွားပါတယ်။နောက်ပိုင်းမှာတပည့်တော်တွေဟာသခင်ယေရှုရှိခိုး တိတ်တဆိတ်ချင်းကပ်ပြီးမျက်နာငယ်လေးတွေနဲ့မေးကြတယ်။တခင်အကျွန်ုပ်တို့ဒီအဖေကြောင့်ထိုနှက်ဆိုးကိုမနှင်းထုတ်နိုင်ကြပါသနည်းဒီမေခွန်းဟာဒီနေ့တကိုးတော်နဲ့အမှုတော်ဆောင်ခြင်းကိုဆာငတ်တောင်းတနေတဲ့ကျွန်တော်တို့အယောက်စီတိုင်းရဲ့မေခွန်းလဲဖြစ်နိုင်ပါတယ်။ဘာလို့ကျွန်တော်ဆုတောင်းပေးတာလူတွေမပြောက်ကင်းတာလဲ။ဘာလို့ကျွန်တော်တို့အသင်းတော်မှာတကိုးနမိတ်လက္ခဏာတွေမထင်ရှားတာလဲ။ သခင်ယေရှုရဲ့အဖြေကကျွန်တော်တို့ကိုအလွန်အရေးကြီးတဲ့သင်ခန်းစာတစ်ခု ပေးနေပါတယ်။တကောတော်နဲ့အမှုတော်ဆောင်ခြင်းဟာလိုချင်တဲ့ဆန္ဒရှိုံနဲ့မရပါဘူး။လိုချင်တဲ့ဆန္ဒကနေရရှိတဲ့လက်တွေ့အစစ်မှန်သို့ရောက်ဖို့အတွက်ကိုကိုယ်တိုင်ပြင်ဆင်ခြင်းဆိုတာလိုအပ်ပါတယ်။ဒါကိုကျွန်တော်အတိတ်အပိုင်းနှစ်ပိုင်းခွဲပြီးဖော်ပြခြင်းပါတယ်။ ပထမတစ်ပိုင်းကတော့ထိရောက်တဲ့တကိုးတော်အမှုဆောင်ခြင်းအတွက်မရှိမဖြစ်လိုအပ်တဲ့အခြေခံအချက်အစိတ်ပိုင်းတွေကဘာတွေလဲဒုတိယအချက်ကတော့အမှုတော်ဆောင်ခြင်းအတွက်ကျွန်ုပ်တို့ကိုယ်တိုင်ဘလို့ပြင်ဆင်ရမလဲဆိုတဲ့အကြောင်းဖြစ်ပါတယ်ပထမဆုံးမရှိမဖြစ်လိုအပ်သောအခြေခံအစိတ်ပိုင်း၅ခုဖြစ်ပါတယ်နံပါတ်၁ကတော့ဗိတ်သိက်ခြင်း ဒါဟာအရေးကြီးဆုံးပါဗိတ်သိက်ခြင်းဆိုတာအမှုတော်ဆောင်နေတဲ့ယုံကြည်သူတယောက်အပေါ်မှာထင်ရှားစွာတက်ရောက်လာတဲ့တန်ရှင်သောဝိညာဉ်တော်ရဲ့မျက်မှောက်တော်ကိုဆိုလိုတာပါတမန်တော်ဝုဒ္ဓခန်းကြီးလေးအငယ်၈မှာပေတယုတရားလွတ်တော်ရှိမှရက်နေရတဲ့အချိန်တန်ရှင်သောဝိညာဉ်တော်နဲ့ပြီးဝနဲ့ဆိုပြီးဖော်ပြထားပါတယ်အဲ့ဒီအချိန်ဒီအတွက်တီးတန့်ဗိတ်သိက်ခြင်းကိုရရှိခဲ့ပါတယ် ဒီပိတ်သိမ့်ခြင်းကသူ့ကိုတကိုးနဲ့ဉာဏ်ပညာပေးခဲ့တယ်ကျွန်တော်တို့ဟာအမှုတော်ဆောင်တိုင်းမှာဒီလိုထင်ရှားတဲ့မျက်မှောက်တော်ကိုဆောင်ရွက်ဖို့လိုပါတယ်နံပါတ်2အချက်ကတော့ယုံကြည်ခြင်းဒီနေရာမှာပြောတဲ့ယုံကြည်ခြင်းဆိုတာငါယုံကြည်တယ်လို့ထိုင်ပြောနေတာမျိုးမဟုတ်ပါဘူးဒါဟာတကြွလှုပ်ရှားတဲ့ကိုးစားမှုဖြစ်တယ်အံ့ဖွယ်အမှုတွေအတွက်ဘုရားသခင်ကိုစိတ်အားထက်သန်စွာမျှော်လင့်တာပါ တမန်တော်ဝတ္ထုခန်းကြီး၃မှာပေတရုနဲ့ယောဟန်ကခြေမစွမ်းတဲ့သူကိုငါတို့ကိုကြည့်ရှုလို့လို့ပြောခဲ့တယ်။ဘာလို့လဲ?သူတို့မှာပေးစရာတခုခုရှိနေပြီဆိုတာကိုသူတို့ယုံကြည်ပြီးအဲ့ဒါကိုပေးဖို့စိတ်အားထက်သန်နေလို့ပါပဲ။နံပါတ်၃ချက်ကတော့ရဲရင်ချင်းယုံကြည်ခြင်းရှိပြီဆိုရင်ရဲရင်ချင်းလိုလာပါပြီ။ရဲရင်ချင်းဆိုတာယုံကြည်ခြင်းနဲ့စွန့်စားဖို့ ဆန္ဒရှိတာပါတခါတလေရှုံးနှိပ်သွားမလားအရှက်ရသွားမလားဆိုတာကိုကြောက်နေလို့မရပါဘူးတမန်တော်ဝုထုခန်းကြီး14မှာရှင်ပေါလုကလူတရမြို့မှာတရားဟောနေရင်လူအုပ်ဖဲကခြေမစွမ်းတဲ့သူတယောက်မှာယုံကြည်ခြင်းရှိတာကိုသိလိုက်တယ်ချက်ချင်းပဲသူကထား၍တင့်ချောက်ဖြစ်မတက်ရလောလို့အတန်ကျဲကြီးနဲ့អော်လိုက်တယ် စဉ်းစားကြည့်ပါအဲ့ဒီလူသားမထခဲ့ရင်ဘလို့လုပ်မလဲပေါလုအရှင်ရပြီသူ့အမှုတော်အဲ့ဒီမှာပြီးသွားနိုင်တယ်ဒါပေမဲ့ပေါလုဟာစွန့်စားခဲ့တယ်ရလက်ကတော့ကြီးမားတဲ့လုံထမှုဖြစ်ခဲ့တယ်တကိုးတော်နဲ့အမှုဆောင်ခြင်းရဲ့ရဲ့ချင်းလိုပါတယ်နံပါတ်၄ချက်ကတော့ဖျားသခင်လက်ညှိုးမှုဒါဟာအလွန်အရေးကြီးပါတယ်တကိုးတော်နဲ့အမှုဆောင်ခြင်းဆိုတာကိုလှုပ်ချင်တာကိုဘုရားသခင်ကလိုက်ပြီး တကိုးပြပေးတာမဟုတ်ပါဘူး။ဖယားသခင်အခုပါလုပ်နေတယ်လေဆိုတာကိုသိပြီးအဲ့ဒီအထဲမှာအသုံးခံတာပါ။သခင်ယေရှုကိုယ်တိုင်ကခမီးတော်ပြုတော်မူသည်ကိုတားတော်ကြီးမြင်သည့်အတိုင်းသာပြုတတ်၏။လို့ပြောခဲ့။ကိုတော်နဲ့အမှုတော်ဆောင်ခြင်းဟာလွယ်ပါတယ်။ဖယားသခင်ရဲ့အတန်တော်ကိုကြားပြီးပြီးတော့နာခံခြင်းပါပဲ။နံပါတ်5အချက်ကတော့နှိမ့်ချခြင်း ဒီငါးခုထဲမှာကြာရှည်တည်တတ်တဲ့အမှုတော်ဆောင်ခြင်းအတွက်အရေးကြီးဆုံးကနှိမ့်ချခြင်းပါဘာလို့လဲဆိုတော့တကိုးဟာရစ်မှုစေတတ်လို့ပါပဲမာနတည်လဲနီးလန်းနှမျိုးနဲ့ဝင်လာနိုင်ပါတယ်အောင်မြင်မှုကြောင့်ဝင်လာတဲ့မာနလူတွေကကိုယ့်ကိုချီးမွမ်းကြမယ်ဖျားလို့ကိုယ်ွယ်ကြမယ်အဲ့ဒီခါဒါဟာငါတကိုးလို့ထင်ပြီးကျွန်တော်တို့ကြဆုံသွားနိုင်ပါအောင်မြင်မှုမရှိခြင်းကြောင့်ဝင်လာတဲ့မာနာ လူတွေအထင်ကြီးအောင်အတူအပါတွေလှုပ်လာမယ်ဟန်ဆောင်လာမယ်သခင်ယေရှုကတပည့်တော်တွေကိုနှတ်ဆိုးနှင်ထုတ်နိုင်လို့ဝမ်းသာအားရပြန်လာတဲ့အခါဗာဒရီပြေးခဲ့တယ်နှတ်ဆိုးတို့ဒီတင်တို့အားနာခံသည့်အတွေ့ဝမ်းမြောက်ခြင်းမရှိကြနဲ့တင်တို့၏အမိများကိုကောင်းကင်ဘုံ၌ရေးမှတ်ထားသည်ကိုဝမ်းမြောက်ကြလောဒုတိယအပိုင်းနဲ့နောက်ဆုံးအချက်ကတော့ကိုကိုကိုပြင်ဆင်ရမယ့်အချက်ဖြစ်ပါတယ် နံပါတ်1ကတော့သင်ရည်ရွယ်ချက်ကိုစစ်ဆေးပါပထမဆုံးကိုကိုကိုမေးရမှာကငါဘာလို့ဒီတကိုးကိုလိုချင်တာလဲမှားယွင်းတဲ့ရည်ရွယ်ချက်တွေရှိနိုင်တယ်ဥပမာမာနငါတော်တယ်ငါတတ်တယ်ကိုပိုင်အကျိုးအမြတ်ငွေကြီးရာထူးဒါမှမဟုတ်လူတွေကိုထိန်းချုပ်ခြင်းနဲ့စိတ်ဒါမှမဟုတ်မျက်လှည့်ဆရာရှိမုံလို့တကိုးကိုငွေနဲ့ဝယ်ချင်ခဲ့တယ်ဘာလို့လဲဆိုတော့သူကလူတွေအထင်ကြီးတာခံခြင်းလို့ပါ ဒါမှားယွင်းတဲ့ရည်ရွယ်ချက်ဖြစ်ပါလေ။မှန်ကန်တဲ့ရည်ရွယ်ချက်ကတော့ဘုရားသခင်ဘုံထင်ရှားဖို့ဘုရားသခင်ရဲ့နိုင်ငံတော်ကျယ်ပြန့်စေဖို့ပဲဖြစ်ရပါမယ်။နံပါတ်1အချက်ကတော့ဘုရားသခင်နဲ့ဆက်ဆံရေးကိုခိုင်မာစေပါ။အမှုတော်ဆောင်ခြင်းဟာအမြဲတမ်းဆက်ဆံရေးကနေစီးဆင်းတာပါ။သခင်ယေရှုဟာခမည်းတော်နဲ့ဆက်ဆံရေးကနေအမှုတော်ဆောင်ခဲ့တယ်။တပည့်တော်တွေကို လူတွေကဘလို့မှတ်ချက်ပေးခဲ့တယ်။ဤသူတို့သည်သခင်ယေရှုနဲ့အတူရှိနေခဲ့သူများဖြစ်ကြောင်း မှတ်သားထားကြပါသခင်ယေရှုနဲ့အတူရှိနေခြင်းကအဓိကပါစိတ်껙ရာဆုတောင်းခြင်းစံစာဖတ်ရှုခြင်းမှစ၍နာခံခြင်းတွေကနေဒီဆက်ဆံရေးကိုတည်ဆောက်ရပါနံပါတ်3ချက်ကတော့သင်ဤနားလည်မှုကိုတိုးမြင့်ပါတကိုးတော်အကြောင်းကိုသိဖို့လေ့လာဖို့လိုပါတယ်အထူးသဖြင့်ခရစ်ဝင်ကျမ်းများကိုထပ်ခါထပ်ခါဖတ်ပါတမန်တော်ဝတ္ထုကိုလည်းထပ်ဖတ်ပါသခင်ယေရှုဘလို့လောက်ခဲ့လဲတမန်တော်တွေဘလို့လောက်ခဲ့လဲ ဆိုတာကိုအဆက်မပြတ်မေးခွန်းထုတ်ပြီးဖတ်ပါနံပါတ်၄ချက်ကတော့ဘုရားသခင်အလိုတော်သို့ဆက်ကပ်ပါဒါကအရေးကြီးပါတယ်ဘုရားသခင်ဟာကိုရော့ရဲ့အစီအစဉ်ကိုပဲပိတ်သိပ်ပေးမှာပါကျွန်တော်တို့ရဲ့အစီအစဉ်ကိုလာပြီးပိတ်သိပ်ပေးမှာမဟုတ်ပါဘူးဘုရားသခင်ဟာကိုရော့ရဲ့နှုတ်ကပတ်တော်ကိုပဲနမိတ်လက္ခဏာနဲ့အတီးပြုတ်မှာပါကျွန်တော်တို့ရဲ့ကိုပိုင်အလိုကိုစွန့်ပြီးကိုရော့ရဲ့အလိုတော်ကိုလုံးဝဆက်ကပ်ဖို့လိုပါတယ် နံပါတ်9ကတော့အတွေ့အကြုံရယူပါသင်တဖန်ပြန်လဲမွေးဖွားပြီးပြီလားမွေးဖွားခြင်းမရှိဘဲတကိုးတော်ကိုအတုံးပြုဖို့ကြိုးစားခဲ့တဲ့တာကေဝရဲ့သား9ယောက်လိုအဆက်တကွဲအကျိုးနဲ့ဖြစ်သွားနိုင်တယ်သင်တန်ရှင်သောဝိညာဉ်တော်နဲ့ပြည့်ဝပြီးပြီလားဒါဟာတကိုးရဲ့အရင်းမြစ်ဖြစ်လို့ပါတပည့်တော်12ပါးဟာသခင်ယေရှုရဲ့လမ်းညွှန်မှုအောက်မှာလက်တွေ့သင်ယူခဲ့တယ်လို့ကျွန်ုပ်တို့လည်းအတွေ့အကြုံရှိတဲ့ ဖျားသခင်ရဲ့အမှုတော်ဆောင်တွေနဲ့တွဲဖက်ပြီးလက်တွေ့တင်ယူလှုပ်ဆောင်ခြင်းအဖြစ်ရလာမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အတ္တမှာဘာလို့ငါမလုံနိုင်တာလဲဆိုပြီးကြုံလာတဲ့အခါစိတ်ဓာတ်မကြပါနဲ့ဒါဘုရားသခင်ကတင့်ကိုပုံမနဲ့ဆိုင်တဲ့ပြင်ဆင်ခြင်းနဲ့ကိုရောနဲ့ပုံမနဲ့ဆိုင်တဲ့ဆက်ဆံရေးတဲ့ဝင်လာဖို့ဖိတ်ခေါ်နေတာဖြစ်ပါတယ်ဒါမှကျွန်တော်တို့ဟာကိုယ်ခွန်အားနဲ့မဟုတ်ပဲကိုရောပေးတဲ့ခွန်အားကိုရောပေးတဲ့ပိတ်သိက်ခြင်းနဲ့အမှုတော်ဆောင်နိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့အတူတူကဆုတောင်းကြပါစို့ အဖဖျားသခင်ကိုရောရဲ့တကိုးတော်နဲ့ပြေဝတဲ့အမှုတော်ဆောင်ခြင်းကိုကျွန်ုပ်တို့စာငတ်တောင်းတပါအချိန်များစွာမှာတပည့်တော်တွေလိုပဲကိုယ်ခွန်အားနဲ့ကြိုးစားပြီးကြဆုံးခဲ့တာတွေကိုဝင်ချတောင်းပန်ပါတယ်ဒီနေ့ဒုက္ကပတ်တော်တိုင်းကျွန်ုပ်တို့ကိုပြင်ဆင်ပေးတော်မူပါကိုရောဤအမှုတော်ဆောင်တိုင်းအပေါ်မှာဗိတ်သိက်ခြင်းအသစ်ကိုတွန်းလောင်းပေးပါတက်ကြွနိုးကြတဲ့ယုံကြည်ခြင်းမျိုးကိုပေးပါ မရှက်မကြောက်ပဲရဲရင်စွာစွန့်စားနိုင်တဲ့စိတ်ကိုပေးပါကိုရောရဲ့လမ်းညွန်မှုကိုရှင်းလင်းစွာကြားသိနာခံနိုင်စွမ်းကိုပေးပါပြီးတော့အဲ့ဒီတကိုးကိုလက်ခံနိုင်ဖို့နှိမ့်ချခြင်းကိုလည်းပေးသနာတော်မူပါကိုရောနဲ့ဆက်ဆံရေးပိုမိုနှက်ဆိုင်စီပါလူကပတ်တော်ကိုနားလည်နိုင်တဲ့ဉာဏ်ပညာကိုပေးပါကိုရောရဲ့အလိုတော်ကိုပဲလုံးဝစက္ကတ်နိုင်ဖို့ပူညီပါ ကိုတော်ရဲ့တကိုးတော်ဟာကျွန်ုပ်တို့အတ္တတာကနေတဆင့်ထင်ရှားပြီးလူများစွာလွတ်မြောက်ခြင်းရရှိကကိုတော်နာမတပါးသီးသာဘုန်းကြီးတော်မူပါစေ။သခင်ယေရှုခရစ်တော်၏နာမတော်အားဖြင့်ဆုတောင်းအပ်နံပါ၏။အာမင်။